အာဆနယ်ကိုချန်ခဲ့ပြီးမန်ယူနိုက်တက်ကိုဘာကြောင့်ရွေးတာလဲပြောပြလာတဲ့ဟီဗန်ပရိသတ်များလုံးပဲမိလားဗျာမန်ချက်စတာဖော်ဆောင်ကလည်းပြတဲ့ကြိုးလိုက်ပါရင်အာရှာတိုးမှာအာရဆရာချင်းစွမ်းကိုပြသနိုင်ခဲ့ပြီးအင်မိုနီကိုပြုံးပြော်စေခဲ့တဲ့လူငယ်လေးအိုင်ဒန်ဟီဗန်ဟောဘာကြောင့်အာဆနယ်ကနေထွက်သွားပြီးမန်ချက်စတာနိုက်တက်ကိုပြောင်းရွှေ့ဖြစ်ခဲ့တယ်လဲဆိုတာနောက်ဆုံးမှရင်းဖွင့်ပြောပြလာခဲ့ပါရင်အသက်၁၉နှစ်အရွယ်ဘိုခန်စင်မိုးလေးဟာဂန်နာအကယ်ဒမီကိုအသက်၁၄နှစ်မှာစတင်ရောက်ရှိလာခဲ့ပြီးမြောက်လန်နယ်မှာ၅နှစ်ကြာသင်ယူခဲ့ပါတယ် ဟီမန်ဟာသူ့ရဲ့စီနီယာကစားမပွားအစကိုပြီးခဲ့တဲ့နေရာသည်ရာသီကြိုပွဲစဉ်တွေမှာစတင်ခဲ့တယ်လို့အော်တိုဘာတုန်းကလည်းပွဲဥထွက်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့ဟီမန်ကသူမျော်လင့်ထားသလောက်အသင်းကြီးမှနေရာမရခဲ့ပါဘူး။မီကယ်အာဒီတာကလူငယ်တွေကိုနေရာမပေးတက်တဲ့နေပြားတရားမှုဟီမန်ကအာဆင်နယ်အတွက်၃ပွဲပဲကစားပေးခဲ့ရပါတယ်။ဒီတော့အသင်းစတင်ဖို့လိုအပ်နေတဲ့လူငယ်လေးကဇန်နဝါရီအပြောင်းရွှေ့ဈေးကမှမန်ချစ်စတာနိုင်တက်ကိုပြောင်းရွှေ့ဖို့ဆုံးဖြတ်လိုက်ပါတယ်။တဲနီတို့လည်းစာချုပ်ချုပ်ဆိုပြီးတဲ့နောက်ဟီမန်ကသူ့ရဲ့အစွမ်းအစကိုအလင်းအမြန်ပဲပြသပေးခဲ့ပါတယ်။ ဒီမှာကအဖွဲနဲ့ FA ကပ်ပွဲအဆင့်မှာ United ပွဲအထွက်ကိုစတင်ကစားခွင့်ရခဲ့ပြီးအသင်းအောက် Arsenal နဲ့ Premier League ပွဲအဆင့် Sociedad နဲ့ Europa League ပွဲအဆင့်တွေမှာလည်းအကောင်းဆုံးဆွမ်းဆောင်ရည်ကိုပြသနိုင်ခဲ့ပါတယ်။ကံမကောင်းစွာနဲ့ပဲ Leicester City နဲ့ပွဲအဆင့်မှာဒဏ်ရာရရှိသွားခဲ့တဲ့ဟီဗန်ဟာခြေတက်နေလို့ဒဏ်ရာကြောင့်အနားယူလိုက်ရပါတယ်။ဒါပေမဲ့ဟီဗန်ရဲ့ကြိုးစားမှုကြောင့်အချိန်တော်အတွင်းပြန်လည်တက်တာလာခဲ့ပြီး United ရဲ့ရာသီသိမ်း Asia Tour မှာပြန်ကစားနိုင်ခဲ့ပါတယ်။ ဟေမန်ကအောင်ကောင်ကို3-1နဲ့အနိုင်ရရှိခဲ့တဲ့ပွဲအစဉ်မှာ United အတွက်တကူသွင်းယူပေးခဲ့ပြီးနီးပြားနဲ့ပရိသတ်တွေအတွက်အထင်ကြီးလောက်စရာခြေစွမ်းကိုပြသပေးခဲ့တာကြောင့်နိုင်ရသည်ပြန်လည်တည်ဆောက်မယ်အသင်မှာရေးပါတဲ့ခန့်ကဏ္ဍကလည်းပါဝင်လာမှလည်းဖြစ်ပါရင် MUTV နဲ့အင်တာဗျူးမှာအင်္ဂလန် U19 လေဝေးစင်လေးကသူ့အနေနဲ့ဒုတက်လာဖို့ခွင့်ရည်ရရှိနိုင်ပြီးပုံမှန်ပွဲထွက်ခွင့်လည်းရရှိမှာပေါ့အာဆန်ကလည်းထွက်ခွာပြီး Man United ကိုပြောင်းရွှေ့ပေးတဲ့အကြောင်းကိုပြောပြလာခဲ့ပါရင် အရင်ကမန်ချက်စတာတိုင်းထက်မှာလူငယ်ကစားသမားတွေအခွင့်အရေးရှိခဲ့တာကြောင့်ဒီကောကျွန်တော်ရောက်လာခဲ့တာပါကျွန်တော်ထင်တာကတော့ United ဟာပြီးခဲ့တဲ့2023 24ပေါ်လုံးရာသီမှာလူငယ်10ကျော်တဲ့ကစားသမားလေးတွေကိုပွဲချိန်မနစ်အများဆုံးပေးခဲ့တဲ့အသင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ဒီကောပြောင်းလာဖြစ်တာပါဒီကလူတွေနဲ့ပရိသတ်တွေကလည်းချစ်စရာကောင်းပြီးကျွန်တော်ကစားခွင့်ရတိုင်းသူတို့ရဲ့မေတ္တာတွေကိုခံစားရပါတယ်သူတို့ကရန်ကိုအားပေးကူညီကြပါတယ်လို့ Hiban ကရှင်းပြခဲ့ပါတယ် Hiban ဒီကောပြောင်းလာပြီးအောင်သူ့ကိုနားချနိုင်ခဲ့တဲ့နေပြအချို့ Ruby Emory ကိုလည်းကျေးဇူးတင်ခဲ့ပါတယ် အင်မော်ရီကဟီမဲရဲ့လာလာတွေကိုပြောထောက်ပြီးမှန်ကန်တဲ့ပောင်းရင်းချင်းမှာတိုးတက်ချင်းရင်ယူနိုက်တက်ကိုပြောင်းလာခဲ့ဖို့ပြောခဲ့တဲ့အဓိကပုဂ္ဂိုလ်ဖြစ်ပါတယ်။မိဘကြီးကမှချေချောင်လိုက်တဲ့ကစားဟန်ကကျွန်တော်နဲ့ကိုက်ညီလိမ့်မယ်လို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့ကနောက်တန်း၃ယောက်ကစားပြီးကျွန်တော်ကနောက်တန်း၃ယောက်ပဲဘတ်အစော်မှာကစားတာပါ။ဒါတော့ကျွန်တော်အနေနဲ့ဘောလုံးကိုတည်ပြီးပြေးတက်သွားလို့ရပါတယ်လို့ဟီမဲကရှင်းပြခဲ့ပါတယ်။ဒါဟီမဲရဲ့အားသာချက်တွေကတစ်ခုဖြစ်ပြီးခန်းဆေးဝိုက်နေရာကနေကစားတာကလည်းဟီမဲရဲ့အားသာချက်တစ်ခုဖြစ်ကြောင်းလူငယ်လေးကပြောပြခဲ့ပါတယ်။ မန်ချက်တာနိုင်တဲ့2024 25ပေါ်လုံးရာသီကိုစစိုးရွာအဆုံးသတ်ခဲ့ရပေမယ့်ဒါဟာနီးပြအပြောင်းလဲနေကြောင်းအသင်းကရင်းလိုက်ရတာဖြစ်ပါတယ်။ဒါမဲ့ရာသီမှာအင်မိုရင်ကအသင်းကိုစိတ်ကြိုက်တိစားပြီးပြန်လဲမြင့်တင်လာအောင်စွမ်းဆောင်ပေးနိုင်သွားတော့မှာပါ။ဒီအတွက်လူငယ်တွေအားလည်းအများကြီးလိုအပ်နေပြီ။ဟီဗန်က2025 26ပေါ်လုံးရာသီအတွက်ထွန်းပေါက်လာမယ်။ Breakthrough ကစားမားလေးဖြစ်လာမယ်လို့လည်းကြီးမန်းထားပါတယ်။ United ဟာအင်မိုရင်ရဲ့ဥဆောင်မှုအောက်မှာလူငယ်လေးတွေကိုအာယုံဆိုင်ထားပြီးစီနီယာနဲ့လူငယ်တို့ပေါင်းဆက်ထားတဲ့အတွင်းအကြုံနဲ့ခွန်အားအသစ်ကိုတိစားသွားမှာပါ။ ဒီကနေ့ဟီဗန်လည်းဆက်လက်တိုးတက်လာပြီးသူ့ရဲ့ရေသွေးတွေကိုထိန်းဆုံးထိရောက်အောင်မြင့်တင်နိုင်မလားဆိုတာဆက်လက်စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါများဗျူလီကတော့ပါပဲ။နောက်နေ့ပါလဲအားကစားနေပတ်သက်တဲ့သတင်းကြောင်းရောတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ Manchester Forward Channel လေးကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။